တဆယ်နှစ်ခွန်အောင်မြင်မှုမှာပဲပိတ်မိမနေပဲပြင်ဆင်တဲ့နာတွေပြင်ဆင်ရတော့မယ်တော်လှန်ရေးတဆယ်နှစ်ခွန်စစ်စင်ရေးဟာဒီရဲ့ပိုင်းအတွင်းထဲမှာကိုနှစ်နှစ်တင်းတင်းပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်ဒီနှစ်နှစ်တာကာလအတွင်းအဖြစ်အပျက်အပြောင်းလဲတွေဟာအလွန်ကိုမြန်ဆန်လွန်းလှပြီးမြမသမိုင်းတလျှောက်အချိုးအကွေ့များစွာအပြောင်းလဲများစွာကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ် အာဆီယံထဲရှိတက်မတော်တွေထဲမှာမှတိုက်ခိုက်မှုစွမ်းရည်အမြင့်မားဆုံးဖြစ်တဲ့တက်မတော်ပါပါတယ်ဆိုတဲ့မြမစစ်တပ်ရဲ့တရော့တော်ပါကြာဆုံးမှုတွေအရင်တုန်းကသုံးမန်းအဖြစ်အဖမ်းခံရဖို့မပြောနဲ့အပြင်မှာတွေးဖို့ရတာတောင်းခရင်လွန်းလှပြီးစစ်ကုံမောက်မှလွန်းလှတဲ့တက်မမှုတိုင်းမှုလိုလူတွေအရှင်ဖမ်းခံရတာတွေနဲ့တိုက်ပွဲအတွင်းမြေပြင်စစ်ကောင်းဆောင်တွေကြက်ကလေးငှက်ကလေးလိုတည်သလိုဖောဖောတည်တည်တည်ဆုံးခဲ့ရတာတွေအလုံးဟာ 10နှစ်ခုဆစ်စင်ရေးစတင်ခဲ့ပြီးဒီနှစ်နှစ်တာကာလအတွင်းမှာတင်ဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။ဒီဆစ်စင်ရေးအတွင်းစစ်တပ်ရဲ့ဗိုလ်မှူးချုပ်ဗိုလ်ချုပ်အဆင့်တွေများစွာကိုအရှင်ဖမ်းတုတ်တင်နိုင်ခဲ့ုံသာမကပဲစစ်ကောင်းဆောင်တွေအားကိုအားထားပြုရပါတယ်ဆိုတဲ့ဒါကစာတွေစကားခတွေတမ်းမတွေနဲ့တိုင်းစစ်ဌာနချုပ်တွေကိုပါလက်နေချအညံ့ခံခဲ့ရအောင်အထိပြုတ်လုနိုင်ခဲ့ပါသေးတယ်။ ဒီလိုရှုံးနှိမ့်မှုတွေများစွာကြောင့်စစ်တပ်ဟာဒီစစ်စင်ရေးကိုအဓိကဥဆောင်ဖော်ဆောင်ခဲ့တဲ့တိုင်းရင်းသားတပ်ဖွဲ့တွေအပေါ်အထိုက်လျောက်ဩလာရှိနေတဲ့တရုတ်ကိုအားကိုးက၎င်းတို့ရဲ့တဟုန်တို့ကြာစင်းနေမှုတွေကိုဟန်တားကာကွယ်နိုင်မှုပြုလုပ်ခဲ့ပါတယ်စစ်တပ်ရဲ့ဒီလိုပြောင်ကြကြတရုတ်အပေါ်အားကိုးမိခိုးပြီးဆရာတင်ခဲ့တဲ့လုပ်ရက်ဟာ၎င်းတို့အတွက်အတိုင်းအတာတစ်ခုထိအဆင်ပြေလာခဲ့ပြီးတချို့သော မျိုးတွေကိုစစ်ဆန်ညှိနှိုင်းကပြန်ယူနိုင်ခဲ့သလိုတိုက်ပွဲအတွင်း အဖြစ်ဖြစ်တဲ့အနေနဲ့ဒရုန်းတွေကိုပုံမအုံပြုနိုင်လာပြီဖြစ်ပါတယ်။ဇိုရော့ကစစ်တပ်အနေဖြင့်2025ခုနှစ်နောက်ပိုင်းကစက၎င်းဆွလွန်ခဲရတဲ့မျိုးတွေများစွာတဲ့ကအနေငယ်ကိုပြန်လည်ရရှိပြီးစစ်မြေပြင်မှာအရင်လိုတစ်ဖက်သက်အရှုံးကြီးမဟုတ်တော့ပဲအတိုင်းဒါတစ်ခုထိပြန်လည်အသာရလာပြီလို့ဆိုနိုင်ပါစေ။၎င်းတို့အသက်လွတ်ပြေးခဲ့ရတာတွေကဘာသည့်ရှုံးကြီးစစ်ရှုံးခဲ့ရတဲ့အခြေအနေတွေကတော့ဘလို့မှဖျောက်ဖျက်လို့မရတော့တဲ့တမိုင်းဖြစ်ရက်တစ်ခုလိုဖြစ်နေပါပြီ။ နောက်တစ်ချိန်၁၂ခုစစ်စင်ရဲ့အကြောင်းပဲဖြစ်ဖြစ်အာနာသိမ့်ပြီးနောက်ပိုင်း၂၀23ခုနှစ်ဇေယျခြေနေအကြောင်းပဲဖြစ်ဖြစ်ပြောဆိုခဲ့ကြရင်ဒီသမိုင်းဒီဖြစ်ပျက်တွေဟာဘလို့မှဖျောက်ဖျက်လို့မရတော့တဲ့အမှန်တရားအဖြစ်ရှိနေမယ်ဆိုတာသိကြပါတယ်။ဇိုရော့ကဒေါ်လိုင်းအင်အားစုတွေဘက်ကနေပြန်ပြီးကြည့်မယ်ဆိုရင်လည်း၁၀နှစ်ခုစစ်စင်ရဲ့တွင် ရခဲ့တဲ့အောင်မြင်မှုတွေများစွာရှိတယ်လို့ဆိုလင့်စကားယခုပြန်ပေးနေရတဲ့မျိုးတွေစခန်းတွေလည်းရှိနေပါတယ်။ ဒါကြောင့်တဆင်နှစ်ခုလုံးကဘလို့အောင်မြင်ခဲ့တာဘလို့သိမ်းခဲ့တာဆိုတာကြီးမှပဲပိတ်မိမနေပဲအဲ့ဒီတုန်းကဘာကြောင့်အောင်မြင်ခဲ့လဲဘာကြောင့်အချိန်တိုအတွင်းစကားစားကိုပြိုလဲအောင်ထိုးချနိုင်ခဲ့သလဲအဲ့လိုအောင်မြင်မှုများစွာရရှိအောင်ဘာတွေလုပ်ပြီးဘာတွေရှောင်သင့်တယ်လဲဆိုတာမျိုးတွေကိုသင်ငန်းစာဖော်ထုတ်တင်နေပါပြီကျွန်တော်မြင်မိသလောက်ဆိုရင်တဆင်နှစ်ခုစစ်စင်ရင်အောင်မြင်မှုရရှိတဲ့ဟာသတင်းလုံးကြုံမှုအချိန်ကိုင်းတပြိုင်နက်အင်းနဲ့အားနဲ့ထိုးစစ်ဆင်နိုင်မှုစီလုံးညီညွတ်မှု ဤသူထောက်ခံမှုတွေဟာအခေယာကြားတဲ့အချက်တွေပဲလို့ဆိုချင်ပါတယ်။မြင်အောင်ကြည့်ရမယ်ဆိုရင်30နှစ်ခွန်လို့စစ်စင်ရေးတခုကိုဖော်ဆောင်ဖို့ဆိုတာဂူဆုံးဖြတ်ဂူထတိုက်တာမျိုးမဟုတ်ဘူးဆိုတာရက်သားတွေက အစနားလဲပါတယ်။ဘယ်ချိန်မှာဘယ်နေရာကိုဝင်တိုက်မယ်ဘယ်စခန်းကပို့ပြီးအခေယာကြားတာမို့ဘယ်စခန်းကိုတော့အရင်တိုက်ဖို့ဘယ်သူတပ်တွေကိုရွှေ့ထားရမယ်ဆိုတာမျိုးနှစ်နဲ့ချီပြီးကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာသိကြပါတယ်။ညီနောင်သုံးဖော်ဟာပြင်လဲပြင်ဆင်ခဲ့ပြီးတာပါ။ ။ဒါကြောင့်မို့လဲကုလိုအောင်မြင်မှုတွေရရှိခဲ့တာပါ။ဒါပေမဲ့ဒီလိုပြင်ဆင်မှုတွေဟာဘာတစ်ခုမှတဲ့လွန်စာကြွေရတာမျိုးမရှိဘဲ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကျမှသာစစ်တပ်ကတနင်္ဂနွေလုံးကပါသိရှိခဲ့ရပြီးထိုချိန်မှမြကလူးစံပြထဖြစ်တဲ့စစ်တပ်အနေနဲ့လည်းဘာမှမလုံးနိုင်ပဲဖြစ်သည်မလဲစင်းခံရတဲ့အနေအထားမျိုးကိုရောက်သွားပါတယ်။နောက်ထပ်အချိန်ကြိုက်အင်းနဲ့အားနဲ့တပြိုင်တည်းထိုးစစ်စင်အောင်နိုင်မှုဟာလည်းစစ်စင်အောင်မြင်ခြင်းရဲ့အရေးကြီးဆုံးအပိုင်းမှာပဲ။ အဲ့ဒီအချိန်ကာလအဲ့ဒီကာလကိုအလုံးမှတ်မိဦးမယ်ထင်ပါတယ်တရက်တွင်စကန်ပေါင်း100ကျော်လောက်ကိုတင်ပြစ်ထားတွေတိုက်သည်မြို့တိုင်းကိုချက်ချင်းသိမ်းနိုင်တာတွေထို့သမျှစစ်မျက်နှာတိုင်းကိုအာယုံဆိုင်ပြီးအင်းနဲ့အားနဲ့တိုက်ခိုက်တာတွေကြောင့်ပဲဖြစ်ပါတယ်နောက်တစ်ချက်စီလုံးညညမှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ထိုချိန်ကမြမသမိုင်းအတွက်ကောဒေါ်လန်ရေးသမိုင်းအတွက်ပါဒေါ်လန်ရေးတပ်ဖွဲ့တွေရဲ့စီလုံးဆုံးအချိန်လို့ပြောရမယ့်ချိန်လည်းဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ရှမ်းမြောက်ကယမခတိုင်းစစ်ဌာနချုပ်ကိုအုံနယ်ကျင်းနဲ့တိုက်ရမှာညီနောင်တပ်ဖွဲ့တွေတာမကပဲအညာကဒေါ်လိုင်းအဖွဲ့တွေကပါဝိုင်းတိုက်တာဖြစ်ပြီးချာလန်တဲ့ရှောက်ကအဖွဲ့တွေကလည်း၎င်းတို့တတ်နိုင်တဲ့ဘက်ကနေတတ်နိုင်တယ်လို့ပါဝင်ခဲ့တဲ့ကြောင့်ဒီတိုင်းစစ်ဌာနချုပ်ကြီးကြားတာကိုစစ်တပ်ကလက်ပိုက်ပြီးထိုင်ကြည့်နေခဲ့ရတဲ့အနေအထားမျိုးကိုဖြစ်ခဲ့ရပါတယ်။နောက်ဆုံးအချက်အနေနဲ့ပြည်သူထောက်ခံမှုအကောင်းကြီးဆိုတာကိုလည်းမေ့ထားလို့မရပါဘူးဆရာနာရှင်ကိုယွန်းရှာမုန်းတင်နေတဲ့ပြည်သူတွေ စစ်ကြုံလက်အောက်ကယုံထွက်ခြင်းနဲ့ပြည်သူတွေဟာတော်လန်ရေးတပ်ဖွဲ့တွေရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးဘလောက်တောင်အားပေးအားမြောက်ပြုခဲ့သလဲဆိုတာမြေပြင်ကတော်လန်ရေးရဲဘော်တွေအသိဆုံးမှာပြည်သူသားမပိုင်းရင်ဒီလိုအောင်မြင်မှုမျိုးကိုရဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဆိုတော့ကအထက်မှပြောခဲ့တဲ့အချက်တွေက30နှစ်ခုစစ်စင်ရေးအောင်မြင်ရမှာအချက်များစွာတဲ့ကပါဝင်တဲ့အချက်အချို့ကိုယူဆပါတယ်ဒီချက်တွေနဲ့သာပြည်စုံပါလျင်စစ်တပ်ကိုမလွဲမသွေနိုင်ရတဲ့ဆိုတာကိုလည်းအနည်းဆုံးသက်သေတွေအနေနဲ့ရှိခဲ့ပြီးလည်းဖြစ်ပါတယ် ဒါကြောင့်ဒေါ်လန်ရေးကိုဥဆောင်နေတဲ့သူတွေအနေနဲ့အတိတ်ကရရှိခဲ့တဲ့အောင်မြင်မှုတွေမှာသာပိတ်မိမနေပဲအဲ့ဒီအောင်မြင်မှုရရှိရအကြောင်းတွေကိုပြေဆုံးတဲ့ပူပြေဆုံးအောင်ဖြည့်ဆွက်ပြင်ဆင်တာတွေမပြတ်လုံဆောင်တဲ့နယ်လို့တိုက်တွန်းခြင်းပါတယ်။ဆောင်းမရေးသားသူမင်းတော်ဆောင်းမဖတ်ကြားသူကိုထွန်း